ီအပိုင်းအစမှာတော့မိုးသူကမပန်းခတ်ကိုအရန်လဲလို့ဖုံးဆက်ပြီးဘာလို့နေလဲပြီးတော့အလှပြင်းနေရလို့ဖြစ်ပါတယ်မိုးသူကဘသူ့အတွက်လှပြင်းတာလဲလို့မေးပြီးဆိုရင်ဒီကြီးနဲ့အစကြရရသတိထားဖို့မှာနေပါတယ်မပန်းခတ်ကနှစ်ခါတရားလောက်အောင်သူမညံ့ဘူးလို့ပြောပေမဲ့မိုးသူကသတိဆိုတာပိုရဲမရှိဘူးလို့ပြောပြီးအခုညီလိုရင်ဖုံးဆက်လိုက်ချက်ချင်းလိုက်လာခဲ့မယ်လို့ပြောလိုက်ပါတယ်မိုးသူကိုရန်လွမ်းကြောင်ပြောပြီးစကားမဆက်တော့တဲ့မပန်းခတ်ကိုမိုးသူကပြန်ဆောင်ဖို့ကတိတောင်းတော့မပန်းခတ်ကငွေရင်းဖုတ်ချလိုက်ပါတယ်တစ်ဖက်မှာတော့မပန်းခတ်ကလက်ဘေးမှာနှကားပုံတက်တူးစတစ်ကာကတ်နေရကို ဒေါ်တိတီလာကချောင်းကြည့်ရင်မြင်သွားပါရယ်ဒေါ်တိတီလာပြန်သွားတော့မှမပန်းခက်ကတကားပွင့်နေရကိုတည်ထားမိပြီးလိုက်ကြည့်ပေမဲ့ဘယ်သူမှမတွေ့ပါဘူး ။အောက်စင်လာတော့ဇာနီထက်နဲ့တွေ့လို့ရှောင်ပို့လုပ်ပင်မဲ့ဇာနီထက်ကဘာလို့ရှောင်နေတာလဲမေးပါရဲ။မနကစိတ်ဆိုးပြီးထွက်သွားလို့ပါလို့မပန်းခက်ပြေတော့ဇာနီထက်ကမပန်းခက်စကားပြောပုံကစုံသွားရဲ့သူ့ရဲ့ဇနီးစကားပြောပုံနဲ့စင်တူသွားလို့စိတ်မကောင်းဖြစ်ပြီးထွက်သွားတာပါလို့ရှင်းပြပါရဲ။ဒေါ်တိတိလာကဆရာမင်းမပြောက်နေတာလို့ပြောကြောင်းမပန်းခက်ကပြန်ပြောတော့ဇာနီထက်ကဒေါ်တိတိလာကိုအဖွားကြီးကအားချောင်တယ်လို့ဒေါ်တတကြီးပြောလိုက်ပါရဲ။ပြီးတော့သူ့ကိုထားခဲ့ပြီးမပြောမစွန်းနဲ့ထွက်သွားတာကြောင်းတိတ်ခွဲခွဲလို့မှတ်ယူထားတဲ့အကြောင်းဇာနီထက်ကရှင်းပြပါရဲ။မပန်းခက်ကတော့ဇာနီထက်ကိုဟန်ဆောင်က ကောင်းသူလို့တွေ့ရင်တန်တီရီကသူ့ကြောင့်တိတ်ခဲရတာလို့စိတ်ထဲမှာပြောနေပါဗျ။ဇာနီထက်ကအတွေးလွန်နေတဲ့မပန်းခက်ကိုဘာဖြစ်လို့လဲလို့မေးတော့သူ့မဘွားကိုရှင်လျဲနဲ့တရားလုတ်သွားတဲ့လူတယောက်အကြောင်းတွေ့မိရပါလို့မပန်းခက်ကဖြေလိုက်ပါဗျ။ဇာနီထက်ကမပန်းခက်မာရောသူ့လိုတိတ်ရှိရလားလို့မေးလိုက်တော့လူတိုင်းမှာတိတ်ရှိကြောင်းပြန်ပြောပြီးဇာနီထက်ကိုသူ့နားမလဲရရှိကြောင်းတေကွဲကထာဝရရှင်ကွဲကခဏဖြစ်ပင်ပဲပြောင်းနေတဲ့ဇနီးကိုဘာလို့တေကွဲလို့သတ်မှတ်ထားလဲဆိုပြီးတော့မပန်းခက်ကမေးလိုက်ပါဗျ။ဇာနီထက်ကတော့တေကွဲကွဲတာကိုခံနိုင်ပေမဲ့ရှင်ကွဲကိုမခံနိုင်ဘူး။သူ့အတတ်နဲ့သူဖြစ် နေရကြောင်းမပန်ခက်ရဲ့စကားကြောင်းအတရီကျင်းမှတ်သွားသူလူခံစားရကြောင်းသူ့ရင်ထဲမှာတော့သူမတည်သွားပြီလို့ပဲမှတ်ယူပြစီလို့ပြောလိုက်ပါတယ်။မပန်ခက်ကတော့ဇာနီထက်ကိုတယောက်ဆောင်ကောင်းတဲ့တန်တီရီကသူ့ရဲ့အထူးရောင်တွေနဲ့တာယာခဲရတာလို့စိတ်ထဲမှာထပ်တွင်းနေပါတယ်။အပြင်မှာတော့မြေကြီးကြနေတဲ့ဇာနီထက်ကိုသူ့ကြောင့်ဝန်းနေရတာဆိုပြီးတောင်းမှန်ကမပန်ခက်ကမြေကြီးတုတ်ပေးနေပါတယ်။ ။စာနီထက်ကမပန်းခတ်ကိုနမ်းဖို့လှုပ်တော့လေဘင်းကငကားရုပ်ကိုမြင်ပြီးတော့လေဘင်းကိုညှစ်ခါမင်းမတူလဲဘာလို့ဒီတက်တူးရှိနေရလဲလို့အတင်းမေးပါတယ်။မပန်းခတ်ကအလှကတ်ထားတာပါပြောပေမဲ့ဆက်ညစ်နေတော့ဒေါ်တီတီလာကရန်ကုန်ကဖုံးလာကြောင်းပြောပြီးကဲတင်လိုက်တယ်လို့ဖြစ်သွားပါတယ်။စာနီထက်ဒေါ်တာတကြီးထွက်သွားပြီးဒေါ်တီတီလာကလေဘင်းနာနေတဲ့မပန်းခတ်ကိုကြည့်ပြီးထွက်သွားပါတယ်။မပန်းခတ်ကတော့ကလဲစားချေဖို့ကြိုးစားပေမဲ့ကိုရိုင်းနှိမ့်ဆက်ခံနေရလို့ဝမ်းနဲ့နေပါတယ်။ဒေါ်တီတီလာကဆံပြုတ်လာဖို့ပြီးမပန်းခတ်ကိုအခုလိုကြံဖက်ခံရရင်တခြားမိကလေးတွေဆိုပြေးမှဖြစ်ပေမဲ့မပန်းခတ်က အပြည့်မဲ့ပုံမပေါ်ဘူးလို့ပြောလိုက်ပါတယ်ဒါရိုက်တာပညာလာတင်တာပါလို့မပန်းခက်ကပြေတော့မတင်တာကောင်းမထင်နေလို့ဒေါ်တီတီလာကအကြံပေးပါတယ်လေပင်တက်တာအောင်ဂျင်းမွေထဲထားတယ်လို့ဒေါ်တီတီလာကပြောတော့ဆံပြုတ်အတွက်ကျေးဇူးတင်ကြအောင်မပန်းခက်ကပြောပါတယ်တစ်ဖက်မှာတော့ဇာနီထက်ရက်တောက်နေတော့ဖုတ်ဝင်လာပြီးအတန်နဲ့ကြီးနဲ့မောင်ခုပါလုံးနေလဲလို့မေးပါတယ်မပန်းခက်ကအတန်တုနဲ့တန်တီရီအဖြစ်ဟန်ဆောင်ပြီးဒေါ်တီတီလာပြေးရွထားလို့မောင်စီလာလို့မရကြအောင်တူတွန်းချခဲ့တဲ့ကြောက်ပြီကနေပြောနေရဖြစ်ကြအောင်ပြောပါတယ်ဇာနီထက်ကတရရာကိုရုပ်ရှင်ပြန်ရောက်နေပြန်ပြီးမင်းကိုမြုံမှု ူပြောပေမဲ့မပန်းခတ်ကဒုက္ခနာကိုပုံမှာဘာရှိလဲဆိုတာပြောပြရမလားလို့မေးလိုက်ပါတယ်